ပင်လယ်နီမှာဟူတီတွေနဲ့နဗန်းလုံးရင်အလုံးရှုံနေခဲ့တဲ့အမေရိကန်ရေတပ်စေခိကလေးကအမေရိကန်ရေတပ်ကကမ္ဘာအင်အားကြီးဆုံးဖြစ်အောင်စ조사တည်ဆောက်ခဲ့ပါတယ်အဲဒါကတော့ဆိုဗီယက်ယူနီယံကိုရင်ဆိုင်ဖို့ပါနောက်ပိုင်းကျတော့ရုရှားနဲ့တရုတ်တို့ကိုရှင်ပြိုင်နိုင်ဖို့ရေတပ်အင်အားကြီးအောင်ဆက်ပြီး조사ခဲ့ရတာပါဒါပေမဲ့ထိတိုက်ရင်ဆိုင်ကြရတဲ့ကြီးမားမားကိစ္စတွေတော့မရှိခဲ့ပါဘူးအဲဒါဆိုသူတို့ကိုလက်နက်ကင်အဖွဲတစ်ဖွဲကပဲအလုပ်ပိုလ်ရှုပ်စေခဲ့တာပါအဲဒီသူတွေကတော့ရေမင်းမအခြေချထားတဲ့ဟူတီတပုံတွေပါပဲအရင်ကတော့ဒီတပုံတွေက ပစ်ကတ်ကားပေါ်ပြုံတန်းရိုင်ဖယ်တနက်တကားကားနဲ့ရှိနေကြတာပါဒါပေမဲ့ခေပြောင်းချိန်မှာနောက်ွယ်ကထောက်ပံ့လာတဲ့ကိစ္စတွေရှိလာပါတယ်ပိမကြသေးခင်ကပဲအီရန်ကဒီတဘုံတွေကိုရေချောင်းရေချောင်းသုံးဒရုန်းတွေပယ်ထိန်ထုံးကြီးတွေခရုဒုံးကြီးတွေထောက်ပံ့ပေးကြတာပါအဲဒါကြောင့်ဟူဒီတွေလည်းအနေထားတစ်ခုကိုရောက်လာခဲ့ပါတယ်နောက်တော့ဒီစီဇန်လေးကိုတရုတ်နဲ့ရုရှားကလှုပ်ဝှက်စွာရောက်လာခဲ့တာပါဒီနိုင်ငံကဟူတီတွေကိုထောက်လန်းရင်းနှီးပညာနဲ့ပစ္စည်းအကူတွေလက်နက်ထုတ်လုပ်ရေးအတွက်ကူညီပေးနေတာတွေရှိတယ်လို့သတင်းတွေလည်းထွက်လာခဲ့ပါတယ် ီချိန်မှာဟူဒီတွေလည်းမြင်းကိုကြိုတက်ပေးလိုက်သလိုဖြစ်လာခဲ့ပါပြီဒီချိန်မှာတော့သူတို့ပိုင်ရာဂုံးပေါ်မှာပဲစွာရင်ကြားတဲ့ဟူဒီတွေလည်းအမေရိကန်ရေတပ်ကိုလှမ်းပြီးဒုက္ခပေးနိုင်တဲ့အခြေအနေတွေရှိလာခဲ့ပါတယ်ပြီးခဲ့တဲ့ဆယ်စုနှစ်ရှိခုအတွင်းမှာပဲဟူဒီတွေရဲ့တိုက်ခိုက်မှုကြောင့်အမေရိကန်ရေတပ်လည်းအတော်လေးကိုလုံများခဲ့ရတာပါလန်ဒန်အသစ်တွေပိုင်ဆိုင်လာချိန်မှာဟူဒီတွေကပင်လယ်ထဲကိုနေချဲခဲ့ပါတယ်အရသာတင်းမောတွေကိုလည်းတင်ပိုက်ခဲ့ပါတယ်ဒုံးကျင်နဲ့ပြပြင်းနင်းမြုပ်ခဲ့တဲ့တင်းမောတွေလည်းယာနဲ့ချီပြီးရှိခဲ့တာပါနောက်ပိုင်းသူတို့က drone တွေကိုသုံးပြီးတော့တိုက်ခိုက်လာပါတယ် ဒရုန်းတစ်စီးနဲ့စီးတဲ့သုံးတာမျိုးမဟုတ်ပါဘူးဒရုန်းအုံလိုက်ကြီးကိုလှုပ်ပြီးတော့တိုက်ခိုက်တာဖြစ်ပါရင်နောက်ပိုင်းကျတော့အမေရိကန်ရေတပ်ကပါမထီခလုတ်ထီခလုတ်တိုက်ခိုက်လာခဲ့တာပါဒေချာစဉ်းစားကြည့်ရင်တော့အဲ့လိုသွားလုံးကြာကညံနေတာကြာနေပါရင်ဒါပေမဲ့အဲ့လိုတိုက်ခိုက်ရင်သူတို့ထောက်ပံ့ပေးနေတဲ့နိုင်ငံတွေကပိုထောက်ပံ့ပေးမှကြောင်လာတော့မသိပါဘူးဟိုတီတွေကအမေရိကန်ရေတပ်ကိုဒရုန်းအုပ်စုတွေလှုပ်တင်မောဖြက်ဒုံးကြီးတွေပြပြီးအချိန်190ကျော်လောက်တိုက်ခိုက်ခဲ့ပါရင်အဲ့ဒီတိုက်ခိုက်မှုကြောင့်အမေရိကန်ရေတပ်လည်းအတော်လေးကိုပြခတ်သွားခဲ့ရတာပါ တင်မောပြတ်ဒုံးကြီးတစည်းဆိုရင်တင်မောတစည်းနာကိုတော်တော်လေးနီးကက်ကက်ရောက်လာခဲ့တာပါအနီကလည်းနည်းနည်းပြစ်ပြီးဖျက်ဆီးနိုင်လို့သာအမေရိကန်ရေတပ်ကတတ်တာသွားခဲ့တာဖြစ်ပါရင်တကယ်ဆိုရင်ဒီဒုံးကြီးကအဝေးမှရင်ရှင်းလို့ရခဲ့တာဖြစ်ပါရင်ဒါပေမဲ့တင်မောဘော်ကစစ်သားတွေကအဲ့ဒီဒုံးကြီးကိုအနားရောက်လာမှအနီကလည်းနည်းနည်းပြစ်ပြီးဖျက်ဆီးဖို့ဆုံးဖြတ်ခဲ့ပါရင်ဘာလို့လဲဆိုရင်အဝေးပြစ်ဒုံးကြီးတွေကိုခြေတားခြင်းလို့ပါပဲအကြောင်းကတော့ကုန်ကျစရိတ်တွေမတူနေလို့ဖြစ်ပါရင်ဟိုတီတီကရေတပ်ကိုချင်းချောက်နိုင်လာသလိုဝင်းဟင်းကိုလည်းချင်းချောက်လာနိုင်ခဲ့ပါရင် အဲ့တော့ပင်လယ်နေတဝိုက်မှာပြန်တန်းနေကြတဲ့အမေရိကန်တိုက်လေယာဉ်တွေဖြစ်တဲ့ F-16 နဲ့ F-35 တွေလည်းအတော်လေးသတိထားနေခဲ့ကြပါရင်ဒီလိုသတိထားနေတဲ့ဂျာကပဲတော်တော်လေးအနေနဲ့ရှိတဲ့အခြေအနေမျိုးအထိအတိုက်ခိုက်ခံခဲ့ရတာပါအဲ့ဂျာကိုဟူတီတွေကတော့ဂွေဝင်ကြွားပြီးထုတ်ပြောခဲ့ကြပါရင်နောက်ပြီးအမေရိကန်စစ်သင်္ဘောနဲ့လင်းတင်သင်္ဘောတွေကိုတိုက်ခိုက်နိုင်ခဲ့တဲ့ဆိုပြီးတော့ကြွားလုံးထုတ်နေခဲ့ကြတာပါသူ့ဟာသူမတော်တဆဖြစ်တဲ့ကိစ္စတွေကိုလည်းသူတို့ရဲ့တိုက်ခိုက်မှုကြောင့်ဖြစ်တာဆိုပြီးတော့နာမည်ဝင်ယူကြပါရင်ဒီလိုထားကြွားလာတဲ့ဟူတီတွေကိုအမေရိကန်တွေကလည်းသင်ခန်းစာပြန်ပေးခဲ့ကြတာပါ အဲဒါကြောင့်ဟူဒီတွေလည်းအထိနာခဲ့ကြပါရင်ခဏခဏကျင်းပါရတဲ့အကြဆုံးစစ်တီတော့အခမ်းအနားတွေကိုကျွေးလိုက်ရင်ဒီကိစ္စကတည်တာနေတာပါဒါပေမဲ့ဟူဒီတွေကလူရင်အားတောက်ပါရင်အင်အားပြန်ဖြစ်နိုင်ပါရင်ဒီလိုနဲ့ပင်လယ်နီတစ်ခွင်မှာဟူဒီတွေကိုအလုံးစုံနှိမ်နင်းနိုင်ဖို့မလွယ်ကူတဲ့အခြေအနေဖြစ်လာခဲ့တာပါပြောရရင်ဒီတဘုံတွေကိုမတားဆီးနိုင်တယ်လို့အနိုင်လည်းမတိုက်နိုင်ခဲ့ပါဘူးအကျိုးဆက်အနေနဲ့ပင်လယ်နီကိုဖျက်ဆီးသွားရတဲ့ရေချောင်းခီးတွေရောနေသွားတာပါပဲဒီနေ့25ခုနှစ်ဩဂတ်လမှာပဲဟူဒီတွေကပင်လယ်နီတွေကတင်းမောတွေကိုတိုက်ခိုက်ခဲ့ပါသေးတယ်အဲဒါကြောင့်ဒီလမ်းချောင်းကအခြေအနေပြန်ကောင်းဖို့သိမ့်မလဲတော့ပါဘူး ဒီလမ်းကြောင်းမလဲတွင်ပိုစေးကြီးတဲ့လမ်းကြောင်းကိုရွေးချယ်နေရပါတယ်အနည်းဆက်ဆုံးဖြစ်တဲ့အာဖရိကကိုပတ်ပြီးသွားရင်တော့ရက်နေဆယ်လောက်ပိုကျန်းကြမှာပါပြီးတော့ကုန်ချားစိတ်ကလည်း33ရာခိုင်နှုန်းလောက်အထိပိုတိုးမှာဖြစ်ပါတယ်ပင်လယ်နီကိုအရေးစွန့်ဖြစ်မယ်ဆိုရင်တော့အာမခံအခြေကို9ဆတိုးပြီးပေးရမှာပါအဲဒါကြောင့်ပင်လယ်နီအခြေအနေအားရှေ့လဲမတိုးတာနောက်လဲမဆုတ်တာဆိုတဲ့အခြေအနေမျိုးကိုရောက်နေရပါတယ်တချို့ကလည်းဟူတီတွေနဲ့ဘာလို့တန်တမန်ရင်းရစေးဆန်ညှိနှိုင်းမှုမလုပ်တာလဲဆိုပြီးတော့တွေးမိကြပါပါတချို့တော့အရင်ကဒီကိစ္စမျိုးလုပ်ခဲ့ဘူးပါတယ် မောင်မြင်ခဲ့ပါဘူးအဲဒါကြောင့်တီယူတန်တစောက်ကန်းတစရိုးတမဟိုတီတွေကိုစိတ်ဆန်ညှိနှိုင်းလို့ရတဲ့သူတွေလို့မမြင်ကြတော့ပါဘူးစိတ်ဆန်ညှိနှိုင်းဖို့လည်းမကြိုးစားတော့ပါဘူးလက်ဆောင်ထလာတဲ့ဟိုတီတွေကအမေရိကန်ရေတပ်ကိုပေါ်အလုံးရှုံ့ဆေးတာတော့အမှန်ပါပဲအရင်တော့အေးလို့လို့ကင်းလဲလို့ရတဲ့နေရာတွေမှာတော့တတိအနေထားနဲ့တက်လှန်ထားရပါတယ်အဲဒါကြောင့်ရေတပ်သားတွေရဲ့စေရေးလေအနာယူခြင်းကလည်းနေပါလာခဲ့ပါတယ်နောက်ပြီးမထင်မထင်သလို drone တွေဒုံးကျည်တွေလှုပ်ပြီးတိုက်ခိုက်နေတဲ့ဟူတီတွေကြောင့်အမေရိကန်ရဲ့တပ်ရဲ့ရင်းမြစ်တွေလည်းတစ်ဖက်ဖက်နဲ့ရောလဲလာနေခဲ့ပါတယ် အဲ့ကိစ္စကိုတာဝန်ထမ်းဆောင်နေတဲ့အရာရှိတွေလည်းစိတ်ပူလာခဲ့ကြတာပါဟိုတီတွေကိုဒီတိုင်းလှုပ်ပေးထားရင်ပိုဆိုးလာမှာကိုစိတ်ပူနေကြပါရင်ဒီတဲ့ပုံနေတော့လက်နဲ့အစ်စ်တီနဲ့အသားကျသွားရင်ပိုကျွမ်းကျင်လာခဲ့ရင်ပိုပြီးအတွေ့အကြုံရှိလာခဲ့ရင်နှိမ်နင်းနိုင်မှုဆိုတာကပုံမလဲတကူတော့ပါဘူးပင်လယ်နီတဝိုက်မှာတာဝန်ထမ်းဆောင်နေတဲ့အမေရိကန်စစ်သည်မော USS လာဘွန်ဆိုရင်လည်း2023ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာဟိုတီတွေရဲ့အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုကိုအရေးတကြီးဖြိုခွင်းခဲ့ရတာပါ ဲတော့က FA18 Super Hornet Styling အနေနဲ့ဟိုဒီတဲ့တိုက်ခိုက်ရေး drone ဆက်နက်စင်းတင်းမောပြက်ပယ်ထင်းတုံးကြီး၃စင်းမြေပြင်တိုက်ခိုက်ရေး crew တုံးကြီးနှက်စင်းကိုဖျက်ဆီးခဲ့ပါရင်ဒီတိုက်ဝဲပြည့်တဲ့နောက်မှာ USS Labon ရဲ့တုံးကြီးလက်ကြီးလည်းနေပါသွားခဲ့ရပါတကယ်ဆိုရင် American ရေတပ်အနေနဲ့ဟိုဒီသဘောလုံးအဆင့်လောက်ကိုစင်းနေထက်တွက်စရာမလိုဘူးလို့ထင်နိုင်စရာရှိပါရင်ဒါပေမဲ့ဒီသဘုံတွေမှာလည်း viewer ကောင်းနေရှိနေတာပါအမေရိကန်ရဲ့လေကြောင်းရန်ကာဝယ်ရေးကအစင်းမြင့်နည်းပညာတွေနဲ့တည်ဆောက်ထားတာဖြစ်ပါရင် အဲ့ဒီတော့လုံုံချင်းချောင်းမှုကလည်းအမခံပါပဲ။ဟိုတီတီနဲ့ဒီအချက်ကိုသိပါရင်အဲ့ဒါကြောင့်အားနည်းချက်ကိုရှာပြီးတမင်တိုက်ခိုက်တာပါ။အဲ့ဒါကတော့သူတို့တိုက်ခိုက်မှုကိုကုန်ကြားစိတ်အနည်းဆုံးဖြစ်အောင်စီမံတာပါပဲ။ဟိုတီတီကဈေးပေါ်တဲ့ drone တွေကိုလှုပ်ပြီးအမေရိကန်ရေတပ်ကိုချင်းချောက်ပါရင်ရေတပ်ကလည်းချင်းချောက်လာမှုကိုချက်ချင်းဖြိုခွင်းရမှာပါ။ဒါပေမဲ့သူတို့ရဲ့အစင်းမြေလက်နက်တွေကဈေးကြီးနေပါရင်တပတ်က drone တွေကတော့ဈေးပေါ်လှတာပါ။အဲ့ဒါကြောင့်ပျောစိတ်ကိုအမြောင်းနဲ့ထုတ်လို့ဖြစ်ပြီးကုန်ကြားစိတ်တွေလည်းထောင်းနေခဲ့ပါရင်ဒီပြဿနာကိုဖြေရှင်းဖို့အမေရိကန်ရေတပ်ကလည်းနီလန်းရှာနေခဲ့တာပါ။ ပြောရရင်ဖိလန်နီမှာအမေရိကန်ရေတပ်ကကုန်ကြဆိတ်မြင်းများမှုပြဿနာကိုရင်ဆိုင်နေရပါတယ်။ဒေါ်လာ2000လောက်ပဲတန်ချင်းရှိတဲ့ drone တစ်စီးအတွက်ဒေါ်လာအတန်းချီရှိတဲ့ဒုံးကြီးတွေကိုတုံးနေကြရတာပါ။အဲ့လိုမတုံးလို့လည်းမရပါဘူး။သူတို့ကဒေါ်လာဘီလီယံချီတဲ့စစ်သင်္ဘောတွေကိုမထိခိုက်အောင်ကာဝယ်ဖို့လိုအပ်နေလို့ပါပဲ။ဒီတိုင်းသာရှေ့ဆက်သွားရင်အမေရိကန်ရေတပ်လည်းလုံးမပါလာမှာဖြစ်ပါရင်။နောက်ပြီးဒေါ်လာတောင်းခဏလောက်ရှိတဲ့တိုက်ခိုက်မှုကိုလည်းဒေါ်လာတန်းချီပြီးကာဝယ်နေရတာကပြောအကောင်းလို့မပြောနိုင်တာကတော့သိကြနေပါရင်။ဒီတဲ့ပေါ်ဆိုတော့ကစစ်သင်္ဘောတွေကဒုံးကြီးကိုတတ်မှတ်ထားတဲ့လောက်ပဲတည်ဆောင်ခဲ့ရတာပါ။ ပိုလဲမတင်နိုင်သလိုပိုတင်ခြင်းလည်းမရပါဘူးလက်ကျန်ဒုံးကြီးနေလာပြီဆိုရင်စပိန်ဒါမှမဟုတ်ဘာရင်းမှာရှိတဲ့စစ်စခန်းတွေစီသွားပြီးဖြစ်ရမှာဖြစ်ပါရင်အဲ့လိုသွားဖြစ်တဲ့ခေးကလည်းအသွားပြန်ဆိုရင်နှစ်ပတ်လောက်ကြာနေတာပါအချိန်မြင့်ကင်းလည်နေရတဲ့အချိန်မှာနှစ်ပတ်ဆိုတဲ့အချိန်ဟာဟာကွက်တွေအများကြီးဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်နောက်ပိုင်းမှာအမေရိကန်ရေတပ်ကနီလန်တစ်တခုကိုရှာခဲ့ပါတယ်ဒီလိုနဲ့ sorry အာရေပြနိုင်ငံရန်မူစိန်ကမ်းမှာဒုံးကြီးပြန်ဖြည့်လို့ရတဲ့နီလန်ကိုတွေ့ခဲ့တာပါအဲ့မှာဆိုရင်၃ရက်လောက်ပဲကြာမြင်ပါတယ်ပြန်ဆန်တဲ့ဖျက်သိမ်းမော်တွေဆိုရင်တရက်အတွင်းဒုံးကြီးပြန်ဖြည့်နိုင်ပါတယ် ဟိုဒီရဲ့တိုက်ခိုက်မှုကိုဖြေရှင်းနိုင်ဖို့နောက်ထပ်ပြောင်းလဲသုံးဆွဲခဲ့တဲ့နည်းလမ်းလေးရှိနေသေးတာပါအင်းကဆိုရင်ဒီလိုတိုက်ခိုက်မှုတွေကိုဖျက်သိမ်းမှုတွေကပဲအဓိကတောင်းဝင်ယူပေးခဲ့ပါတယ်နောက်ပိုင်းမှာထင်းချောင်းမှုတွေရှိလာရင် FA18 Super Hornet တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့တာပါဖျက်သိမ်းမှုတွေအသုံးပြုတဲ့ SM2 SM6 ဒုံးကျည်တွေထက်တိုက်လေယာဉ်ရဲ့ဒုံးကျည်တွေကကုန်ကျစရိတ်ပိုတက်တာလို့ပါပဲဒါပေမဲ့အဲ့ဒါတော့မှတိုက်ပွဲမှာရှုံးနေပါသေးတယ်တိုင်းလေဒုံးကြီးကဒေါ်လာတန်းချင်မရှိပေမဲ့ဒေါ်လာ၄သိန်းလောက်ရှိနေလို့ပါပဲဒီလိုနဲ့ရေတံလဲကုန်ကြမ်းစိတ်ပိုတက်တာတဲ့နေလန်းကိုထက်ရှာရပါရင် နောက်ဆုံးမှာ AGR 20ဒုံးကြီးတွေကိုအသုံးပြုဖို့နှိမ့်လိုက်ရလာခဲ့တာပါဒီဒုံးကြီးတွေကရိုးရှင်းတဲ့ Hydra 7T လမ်းညွှန်မှုမဲ့ဒုံးကြီးအပေါ်မှာလေဆာလမ်းညွှန်စနစ်ထည့်ပေါင်းထည့်ထားတာဖြစ်ပါတယ်အဲဒါကြောင့်ပြင်းပတိကျမှုကလည်းမစိုးလာပါဘူးအကောင်းဆုံးပိုင်းကတော့ကုန်ကြမ်းစိတ်တက်တာတာပဲဖြစ်ပါတယ်ဒုံးကြီးတစ်လုံးကိုဒေါ်လာ2000ခွဲလောက်ပဲရှိတာပါအဲဒါကြောင့် drone တစ်စီးဒုံးကြီးတစ်လုံးလုံးဆိုရင်မစိုးလာတဲ့အခြေအနေရှိလာခဲ့တာပါဒီဒုံးကြီးကဖြည်းဖြည်းသွားတဲ့ပြင်းပတ်အတွက်တီထွင်ခဲ့တာဖြစ်ပေမဲ့တေချာကင်တွင်နိုင်ရင်တော့အဆင်ပြေနေတာပါ ဲဒါကြောင့်နောက်ပိုင်းမှာ F15 လေယာဉ်တွေမှာဒီဒုံးကျည်တွေကိုတက်ပြီးတော့အသုံးပြုလာခဲ့ပါတယ်။ဒါကကုန်ကြားစိတ်မြင်များမှုအတွက်ဖြေရှင်းခဲ့တဲ့ပြဿနာတွေပဲရှိနေသေးတာပါ။တခြားပြဿနာတွေကလည်းကျန်နေပါသေးတယ်။တကယ်ဆိုရင်လေစာလိုမျိုးဒိုင်းရိုက်ဆွမ်းရင်တော့လက်နဲ့တေကကုန်ကြားစိတ်အရန်နေပါပါတယ်။ဒါကပြင်5ဒေါ်လာလောက်ပဲကုန်ကြတာပါ။ဒါပေမဲ့အဲ့ဒါကိုအရန်အားကိုနေလို့မရပါဘူး။ဒီလက်နဲ့တေကိုတော့နောက်ဆုံးခံစင်းအတွက်ဆိုပြီးပြင်ဆင်ထားတာဖြစ်ပါရင်သူတို့ကအနီးကပ်တိုက်ပွဲတွေမှာအစွမ်းထက်ပါရင်လက်နဲ့ကြီးနဲ့ရှင်ပြီးဂျုံထွက်လာတဲ့ချင်းချောင်းမှုတွေကိုကောက်သိန်းကောက်ရှင်းမိနိုင်ပါရင် ပေမဲ့ဒီလက်နဲ့တေကိုပဲအဓိကအားကိုးနေရှန်ထွက်လာတဲ့ချင်းချောင်းမှုကတင်းမော်တွေကိုအန္တရာယ်ဖြစ်သွားစေနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးမှာဂျားပြတ်အသုံးပြုနိုင်တာကတော့ကာရိုတီလို့ခေါ်တဲ့စနစ်ပါပဲ။အဲ့ဒါကဂျားပြတ်တက်ခိုက်ရဲ့ဒုံးကြီးတွေကိုလှုပ်ပြီးတိုက်ခိုက်စေတဲ့စနစ်ပါ။အဲ့ဒီစနစ်ကလည်းကုန်ကျစရိတ်တက်တာပါပဲ။ပြီးတော့အချင်းချင်းပြန်အသုံးပြုလို့ရနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒုံးကြီးလက်ကျန်ရောင်းနေလာတဲ့ကိစ္စကတော့ပြဿနာအဖြစ်ရှိနေသေးပါပဲ။2014ခုနှစ်မှာအမေရိကန်ရေတပ်ကရီမင်အတွင်းဖိမှတ်30ကိုတိုက်ခိုက်ဖို့တိုမဟော့ဒုံးကြီး80တုံးခဲ့ရပါတယ်။ အဲ့ဒီအတွက်ကဒူမာဟော့ဒုံးကြီးတနေ့စာထုတ်လုပ်နိုင်မှုထက်တောင်မှပိုများနေခဲ့တာပါ၂023ခုနှစ်ကဒူမာဟော့ဒုံးကြီး55စင်မဲ့ထုတ်လုပ်နိုင်ခဲ့ပါရင်ထုတ်လုပ်မှုတွေနဲ့ပွားပေမဲ့သုံးဆွဲမှုကတော့ပိုများနေခဲ့တာပါအစ္စရေးကိုအီရန်ကတိုက်ခိုက်တော့လဲအမေရိကန်က SM3 ဒုံးကြီးတရာစင်လောက်ကိုတရက်ထဲနဲ့ထုတ်သုံးခဲ့ရပါသေးတယ်အဲ့ဒါကလည်းတနေ့စာထုတ်လုပ်မှုလောက်ရှိခဲ့တာပါတခြားသုံးဆွဲမှုတွေထပ်ပေါင်းလိုက်ရင်ဒုံးကြီးကထုတ်နိုင်တာထက်ပိုသုံးနေရတာကပိုသိတာစေပါရင်ဒီဒုံးကြီးတွေကလည်းပတ်စံရှိတိုင်းတွန်းထုတ်နေလို့မရပါဘူး ဒုံးကျည်တစင်းဖြစ်လာဖို့အရေးကြီးတဲ့အစိပ်အပိုင်းတွေများကြီးလိုအပ်နေပါရင်လက်ရှိဒုံးကျည်ထုတ်လုပ်မှုမှာအဓိကအဟန့်အတားဖြစ်နေတာကတော့အင်ဂျင်နဲ့အီလက်ထရောနစ်ပစ္စည်းတွေမလုံလောက်တဲ့ကိစ္စပါပဲ။ဒုံးကျည်ပြဿနာအပြင်အမေရိကန်စစ်တပ်ရင်ဆိုင်နေရတဲ့တခြားကိစ္စတွေလည်းရှိနေပါရင်ထောင်ထဲအချက်အလက်စုဆောင်မှုဆိုင်ရာကိစ္စတွေစီဖြည့်နိုင်မှုကန့်သတ်ချက်တွေကလည်းဒီဆင်းထဲမှာပါလာရတာပါ။လက်ရှိမှာတော့အမေရိကန်ရေတပ်က F-18 Super Hornet တိုက်လေယာဉ်တွေနဲ့ကင်းထောက်ပါရင်ဒါပေမဲ့ဒီတိုက်ရင်တွေကစေစုံနဲ့နှစ်ခုကျော်လောက်ရှိပါပြီ။ဟိုတီတွေကလွန်ခဲ့တဲ့နှစ်20ကားတက်ဆိုင်ပုံဖြတ်ဆိုင်ပုံမှုတွေ့တက်လာနေခဲ့ပါပြီ အဲဒါကြောင့် Super Hornet တွေက MQ-9 Reaper လိုမျိုးကင်းထောင်ဒရုန်းတွေကိုမိခိုနေရပါတယ်။ဒါပေမဲ့ဒီဒရုန်းတွေကလည်းပြဿနာတချို့ရှိနေသေးတာပါ။နံပါတ်၁ချက်ကတော့လွယ်ကူတဲ့ပြင်းထန်ဖြစ်သွားတဲ့ကိစ္စပါပဲ။နောက်ပြီးဒီဒရုန်းတွေကရေတက်၊လေတက်ပေါင်းဆက်ဆောင်ရွက်မှသာအဆင်ပြေတာဖြစ်ပါတယ်။အဲဒါကြောင့်စံချောင်မှုနည်းနည်းရှိပါတယ်။နောက်ပိုင်းမှာ Houthi တွေရဲ့ဝင်ဟင်ပြစ်လက်နက်တွေကအဆင်မြင်လာပါတယ်။အဲဒါကြောင့်ကင်းထောင်ဒရုန်းတွေအတွက်လည်းမလွယ်ကူတော့ပါဘူး။ဒီကိစ္စတွေကိုဖြေရှင်းဖို့ American စစ်တပ်ကနည်းပညာမြင့်ကင်းထောင်စနစ်ကိုအသက်သွင်းနေပါတယ်။ဒါပေမဲ့အဲဒါကအသုံးပြနိုင်ဖို့အချိန်လိုအပ်နေသေးတာပါ။ ဒီချင်းချောင်းမှုတွေအတွက်တိုင်းလိန်တွေကိုအဓိကထားသုံးလာတဲ့အချိန်မှာ CP တင်းမှုတွေကလည်းပြဿနာတစ်ခုဖြစ်လာပါတယ်။ဒီလိန်တွေကိုဝင်းမှကြကြထားနိုင်မှအဆင်ပြေမှာပါ။ Super Hornet တွေကအချင်းချင်း CP ပေးလို့တော့ရပါတယ်။ဒါပေမဲ့ကို့မှာရှင်းရဲ့စီကိုဖြေးပေးလိုက်ရင်ပြန်နိုင်တဲ့နှုန်းကလည်းတပိုနေသွားမှာပါ။လူသိရှင်ကြောင့်ပြောမိမယ် Super Hornet ရဲ့30ခန်းနှုန်းက CP ပေးရတဲ့တာဝန်ကိုယူထားရတယ်လို့လည်းသိရပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီနေရာကိုတခြား CP လိန်တွေနဲ့အစားထိုးဖို့စီစဉ်နေကြပါ။ဥပမာအပြင် MQ-29 ကင်းထောက် drone ကို CP မှုအတွက်အသုံးပြုတာမျိုးပါပဲ။ ပြည်နယ်ဒီကိစ္စမှာလူရင်းရဲ့အခန်းကဏ္ဍကိုလည်းမေးထားလို့မရပါဘူး။လက်ရှိမှာရင်အထင်ကြီးကြီးတာဝန်ထမ်းဆောင်နေကြရတဲ့အတွက်စိတ်ပင်ပန်းလူပန်းဖြစ်နေကြတဲ့ရေတက်သားတွေများကြီးရှိလာပါရင်ဒီကြားထဲမှာဟိုတီတင်းရဲ့မကြာခဏချင်းချောင်းမှုကြောင့်အရင်ကချက်ပေါ်တည်ထားလာရပါရင်အဲဒါကြောင့်ရေတက်သားတွေဆေးအားထက်သန်နေအောင်စိတ်ထက်တံပါနေအောင်စီစဉ်မျိုးစုံဆွဲထားပေးရပါရင်အဲဒါကြောင့်အချိုတန်းတွေအချိုအခါတန်းတွေအခါစီစဉ်မင်းရင်ပလယ်နီတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေရကြအောင်ဝင်များလိုက်ရင်ဒီဗီဒီယိုလေးကိုညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ